အနေရဲရဲလေးနဲ့အယမ်းလှနေတဲ့ယာဉ်ီတွင်းမကုတူလေးကခွေးနှကောင်တိုက်တာကိုဖြန့်ဖြင်းပေးမှဖြစ်ပါတယ်။အဲ့ဒီခွေးနှကောင်ကတော့ကြော်မျိုးမင်းဆိုတဲ့တွေ့ရလူရှက်ရှောက်ဟောင်းနေတဲ့နော်လူစင်မမီတဲ့ခွေးနှကောင်နဲ့ ယူကြောင်မူကြောင်တဲ့ပါတီတစ်ခုရဲ့ခေါင်းဆောင်ဖက်တက်ရောက်နေတဲ့ဘူးလက်လှဆွေပေါ့နော်ဘူးလက်လှဆွေနဲ့ကြော်မျိုးမင်းတကောင်တကောင်မန်ဖီးနေတဲ့ဟာကိုဂျားတဲ့ကပုတ္တမယာတီတွေးကဝင်ရောက်ဖြန့်ပေးပေးမှာဖြစ်ပါတယ်။ဒါလည်းရုပ်ပါပဲ။နော်နေလို့ထင်တယ်။အခုဆိုရင်အပီဥမောင်နဲ့မင်းကဥမောင်နဲ့ရအောင်ပါမယ်။ဒီအန်တီနီကကိုကြော်မျိုးမင်းကိုပြောဆိုတာလေးတရား။တကယ်ဆိုရင်ဒီမင်းကဥမောင်မင်းလို့ဘူးလက်လှဆွေလို့ပါတော့သူ့သူ့ရိုးစုနေတာသူ့တန်းနေတော့ဒီကြီးလူကောင်တွေဖြစ်နေတဲ့ မဟုတ်တော့ဘောလူကြီးလူကောင်းတွေဖြစ်တဲ့အတွက်ဆိုလူကြီးလူကောင်းဖြစ်နေအဲ့လိုဖြစ်နေမလားလို့လူကြီးလူကောင်းမဟုတ်တော့အဲ့လိုဖြစ်နေတာဗောဘာဖြစ်လို့ကတော့လော်ပေးနေတာဗောအကဲဥမောင်မြင့်တို့ဘူလက်ဆန်စီတို့ကတချိန်ကလည်းဖတ်ပေါ်မှာလေသာတိတိမှုရောက်သွားပြီးလူကြီးလူကောင်းတွေဆိုပြီးဒါကတော့သူတိုက်တဲ့လုံမလို့တွတ်ရွန်းတင်ပြီးတော့တုံးတိုက်အမှန်ကဒေနေချာလက်ပြတ်ချက်တုံးတယ်ဆိုရင်ကျွန်တော်ပြောတာမှားလားဒီစစ်သားဆိုတဲ့အရှိန်အဝါတစ်ခုရှိလို့အနေထားတစ်ခုကိုရောက်ခဲ့တာတတော်ကအရေးရှိရင်0ပဲအကျော်မင်းပြောသလိုပဲ0ဟမ် အဲ့ဒီအချိန်ဝါမရှိမဲနဲ့တို့နီးတို့ဟာနဲ့စူးစမ်းလို့ရမယ်။ဟဲ့ချက်ဖို့ပါတီဆိုတဲ့ဒီစစ်တပ်ကကျွန်တော်တို့ကပုံရိပ်မရှိရင်အဲ့ဦးနဲ့အဲ့ဘူးနဲ့ဆဆိုရအဲ့ဒီဘောင်တစ်တို့ရအဲ့တော့ကြော်မျိုးမျိုးပြောတာမှားဟမ်ကြော်မျိုးမျိုးပြောတာလည်းမှားဘူးဘူးနဲ့ပြောတာလည်းမှားဘူးနှစ်ခုလုံးမှန် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်လော်ဘီကြုံမျိုးမင်းနဲ့ကျန်းဖို့အမတ်ပြုတ်ဘူးလလဆွေတို့ခွေးချင်းချင်းကြိုက်တိပွဲကိုဖြန့်ဖြေးပေးဖို့စ조사လာတဲ့မပူတူပြောဆိုချက်နဲ့ပတ်သက်ပြီးကိုစီရဲ့တုံ့ပြန်မှုတွေကိုတင်ဆက်ပေးလိုက်ပြီးမို့အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားခဲ့ကြပါအောင်ခင်ဗျာအဲ့ဒီကျွန်မတို့ဒီချောက်ကမမေ့ချူကိုစကားချင်ဘူးဘာလို့ဆိုရင်လောကဝဲကာလာနေတဲ့နေပြီဖြစ်တဲ့အတွက်အချင်းချင်းစီလုံးနေလို့ရမှာမဟုတ်ဘူးတော့ရေးသိချင်တယ်မြင့်ချန်တယ်ဘာလို့ဆိုရင်လောကဝဲအထားနောက်အောင်မြင်သွားဖို့အတွက်အားလုံးဝါဝင်ဒီကိုပေါင်းပေါင်းကြပါကျွန်တော်ပြောနေတာ ရွက်ကွက်ပွဲကတအားအောင်မြင်နေတာနော်ဒါကြောင့်မလို့ဝင်းရံပြစ်လိုက်ကြပါလို့ဒီလာဒါပေမဲ့ဘာမှမဟုတ်ဒီဘူးလက်တောင်ပြောမဆိုရင်ဒီလောက်ကဆိုရင်မြေကင်းဥမောင်ကြီးလို့ပြောဖို့ဥတောင်းကြီးလို့ဆိုတာကတော်တော့တမိုင်းမှာတော့တကူရေးထူခိုင်းပြီးတာတမိုင်းတစ်ခုရေးပြီးသားလို့ဖြစ်တယ်နောက်ဆိုဒီလူကလည်းတမိုင်းကောင်းကောင်းကောင်းလာပြီးတော့ရေးတော့ရေးလိုက်ကြပါပဲဒီလာအဲခလုံးဥစောနဲ့တမိုင်းရေးသွားတာအဲ့လိုပေါ့နော်ဒါတို့ကဒီနောက်တနေရာမှာအထူးနဲ့ပြည်သားလူကြီးတစ်ပါးဖြစ်တယ်ဘာဒီလိုလူကြီးလိုကောင်းကြီးဖြစ်ပြီးတော့ဘယ်မှာမှမတိထားနိုင်ပါဘူးဒီလိုလောက်လာချင်တာ ဒီတော့မှရေးသေးဖြစ်တော့ရေးသေးတော့ဟာကိုကြီးကလေးတွေကြာရင်အမကြီးကလို့ပါလီကနော်အဓိကလူတွေကငွေရောက်တော့အရေးပေါ်ကိုကြီးကလေးတွေရောပြန်နေကြောင်ကြီးတွေအများကြီးထောက်ပံ့ပေးရဖြစ်ရတယ်အဲ့ဒီပဲကျေးဇူးတင်ပါတယ်နော်ဒီဗာဒီတာကန်ကိုလာကျေးဇူးတင်ပါတယ်ဟာကိုကြီးကလေးတွေလုပ်တယ်မှာနော်ဒီကလို့ပါလီကလူငယ်တို့ကအာခြေဝိကူကြီးကလေးတွေလုပ်တတ်တာသူတို့ရွှေထုတ်တယ်တောက်ရတယ်ဖြစ်ထုတ်တယ်ဒါအိပ်ပိုင်ဆိုင်ဆိုင်ဆာနီဆာဆာရဲဆာရဲဆာတို့တွေထောက်ရတဲ့အခါမှာအာသူတို့ပိုင်ရှင်ကိုလိုက်ရှာပြီးပြန်ပြီးပြေးခဲ့တယ်ပေါ့နော်ဗာဒီလို့ဆိုရင်ဒီလိုဆောင်ပါဘူး မဲတော့မကိုးတာတကယ်တော့သိလားမင်းများသားဆိုမဖြစ်တော့လို့ပေါ့နော်ဒီမှာရှင်နေတဲ့ကဟာကျွန်တော်ဒီခါလေးပါတယ်ရေငယ်လေးတွေအဲ့နဲ့လူသားဖောက်နေကြတယ်တဲ့နော်ဒီလိုရှင်တို့ဒီကလာလာမှာပဲကိုကျိုးတဲ့အမကွယ်မကွက်ချင်နေပိုက်ချင်နေကိုလိုက်ရှာပြီးသိနေလို့ပြောတာဒီမှာဒါကြောင့်ရှင်နေတဲ့ကဟာဒီလူလေးဒီလူငယ်လေးတကယ်တော့ရပါပဲဆိုပြီးအဲ့ဒီမှာပြောလိုက်ဒါနဲ့ဘယ်လိုလဲဆိုတော့တောင်မိုးလေးနဲ့ကျော်ဆုံးလို့ဆိုရင်ပြန်သိမှာမဟုတ်ဘူးဆိုပြီးတော့ခင်ဗျာသူပြောတာလည်းဟုတ်တယ်ဟုတ်တယ်ဟာယူအဲ့ဒါတော့ဘူးလက်ကြီးဘူးလက်ကြီးပြောတာမမှားဘူးဗျလူမသိသူမသိနေမှာကျော်မျိုးမျိုးကျော်ဆုံးအဲ့လိုရက်ကြည့်ပါလားဒီကောင်လေးရောက်လာပြန်ပေးမှာဟမ်ကျင်းနေတယ် ညီကြီးနဲ့ကလည်းပေါ့နေလွယ်လွယ်အဲ့ဒါကဘူးနဲ့မှန်သွားပြီတို့ကအယူသသာတမှုတာဆိုတော့အဲ့ဒါကိုပြောတာနော်ဟုတ်ကဲ့ပါအဲ့ဒါမျိုးပြောပါမယ်မော်နေတယ်အခုဆိုရင်အဒီဥမာမင်းမင်းကဥမာမင်းရတာပါလေဒီအရင်ကဥမာကကြောင်းမျိုးမျိုးပြောဆိုတာလေးကြည့်ရတယ်။ဒါကြဆိုရင်ဒီမင်းကဥမာမင်းလို့ဘုလဲဥလာဆိုလို့ပါတော့တူတူရိုးတင်နေတာတူတန်းနေတော့လူကြီးလူကောင်တွေဖြစ်တယ်မဟုတ်လို့ဗောလူကြီးလူကောင်တွေဖြစ်တဲ့အတွက်ဆိုလူကြီးလူကောင်ဖြစ်နေအဲ့လိုဖြစ်နေမလားလို့လူကြီးလူကောင်မဟုတ်လို့အဲ့လိုဖြစ်နေတာဗောဒေါအောင်ဆန်းစုကြည်ကိုလောက်တနင်္ဂနွေဝိုင်းဟောင်ကြတာနောက်ဆုံးနိုင်ငံပိုင်ရုပ်ပြန်စာထည့်ပြီးတော့ပောက်ပန်း၄၀ပြောလာကြတာမဟုတ်ဘူးလို့ငွေမဟုတ်တယ်အဲ့ဒီချိန်တော့ဆိုမလား နိုင်ငံတော်အဆင့်ကိုတီးတဲ့ဝါဒပြန်ပြီးအပုတ်ချခံခဲ့ရတဲ့ဒေါက်ဆန်းစုကြည်ဒေါက်ဆန်းစုကြည်အဲ့လိုလိုက်ပြောနေတာသူတို့မရှိတာသူတို့ဝါဒတယ်အဆင်းနေတယ်နော်အဲ့အဲ့နောက်ခုမှနိုင်စီကြည်နော်အခုဘူးလက်လို့မင်းကင်းတို့ဒါသူတို့အချင်းချင်းပဲနော်ဒီကြုံမျိုးပဲဆိုတာဟမ်လူရင်အဲ့သူတို့ပြောင်းဆန်းတဲ့ကောင်တွေတတတတို့ဆာဘူးဆာဘူးတော့နေအတူတူပဲဒါပေမဲ့အဲ့လောက်လေးပြောတာတော့မခံပြန်နိုင်ပါ တုံတုံမင်းကတက်ဖို့တက်ကန်ရေးပါအန်နီမပါပဲနဲ့ရှင်ပြိုင်မဲ့တက်ကန်ရေးပါတီရဲ့အောင်မြင်မှုရတိုင်းနဲ့0ပဲပြောတာအဲ့ဒါဘူးလက်ကဘာဖြစ်လဲအမေတုံတုံမင်းကလက်ကလေးကဝမ်းကြလေး0တယ်သူက0ကိုတန်းတန်းနာသွားတာကျွန်တော်ကရိုးရိုး0ကိုအရှိတ1000သွားဆိုပိုးကြီးနေနော်အဲ့တော့အဲ့လိုဟာမျိုးတွေကဒီလူတွေကအရင်အချင်းချင်းလို့အပေါ်ရောက်ခဲ့တာပုံလေးအဲ့ဒါအဖြေပဲကျွန်တော်ပြောချင်တယ် main ဒီဗီဒီယိုမှာကျွန်တော်ပြောချင်တာကအခုဘဘူးတို့ကတော့ဒါလော်ကင်းနေတာပေါ့အဲဒါဥမာမြစ်တို့ဘူးလက်ဆန်တွေတို့ကတစ်ချိန်ကလည်းထွက်တော်တက်မှာနေသားတိလူရောက်ဝါပြီးလူကြီးလူကောင်းတွေဆိုပြီးဒါတို့က သူတိုက်တဲ့လုံလို့တွတ်ရုံးတင်ပြီးတော့တောင်းတိုက်တယ်အမှန်ကဒေနေချာလက်ပြချက်ချတောင်းတက်မယ်ဆိုရင်ကျွန်တော်ပြောတာမှားတယ်ဒီစစ်တပ်ဆိုတဲ့အရှိန်အဝါတစ်ခုရှိလို့အနေထားတစ်ခုကိုရောက်ခဲ့တာသူတို့ရဲ့အရေးရှိက0ပဲအကျော်မပြပြောသူတို့ပဲ0ဟမ်အဲ့ဒီအရှိန်အဝါမရှိမဲနဲ့သူတို့နေသူတို့ဟန်နဲ့စ조사လို့ရမှာဟမ်ကျန်ဖို့ပါတီဆိုတဲ့ဒီစစ်တပ်ကကျွန်တော်နောက်ကပုံရိပ်မရှိရင်အဲ့ဦးလည်းဘူးလည်းဆန်းဆိုလို့အဲ့ဒီမောင်တစ်တို့ရတယ်အဲ့တော့ကျော်မျိုးမင်းပြောတာမှားတယ်ဟမ်ကျော်မျိုးမင်းပြောတာလည်းမှားဘူးဘူးလည်းပြောတာလည်းမှားဘူးနှစ်ခုလုံးမှန်တယ်နော် သူစီကမှန်တမ်းနေကြမှာမဟုတ်ဘူး။အဲ့ဒီမှလူရင်းလားရှိတယ်လူသားကပြဿနာပြီးတော့မှတ်နေကြတယ်။ဥပမာဒီတယ်လီဂရမ်ကကြော်တော့တီရန်ကွာမှုဆိုတော့တိုင်းနေရမှာရှိရမှာဆိုတော့ကြောက်ခဏလာပဲ။ကိုယ်ကရှေ့ထပ်ပြီးအဲ့လိုအမုန်းခံနေပြောနေတာဟုတ်လား။အော်ဒီစနိုက်ပါစုလို့ဘာလို့ကအဲ့လိုအဝဲခံနေလား။ထင်ပါတယ်ဒါကြောင့်မို့တက်ကုန်းတက်ကုန်းပြောတာ။အဲ့လိုပြောခိုင်းရတယ်ပေါ့။အော် ော်ဒါကြောင့်မလို့အဲ့လိုပြောခိုင်းနေလို့ပတ်ပန်းနေတယ်ပြောချင်တာပဲအေးကဲအားလုံးဖြေပေါ်ရပြီနော်ကြားတယ်နော်တပ်ဘူးပြောရတယ်ဒီလူတွေကိုပြောခိုင်းရင်ရတယ်ဆိုတော့အဲ့ဒီဟာတွေကဘသူတွေရဲ့အဝဲခံနေလေပြောခိုင်းရင်ရတယ်ဆိုတော့တော်လိုင်းဘက်ကအခုမဟုတ်ပါဘူးကကျွန်တော်လာပြောခိုင်းနေကျွန်တော်ပြောပေးပြီပြောပေးပြီနော်ဟမ်အခုတော့တပ်ဘူးပြောရကြတယ်နော်အဲ့ဒီစနိုက်ပါဆိုတော့ပတ်ပန်းနေတယ်တနေ့ကျော်ဒီကမှဗီဒီယိုဖိုင်ကျွန်တော်နားအောင်ပါဘူးယုံတော့ဘာတွေပြောလို့ပြောမလဲမသိဘူးဟမ်ရုပ်တည်နေသူ့ကြည့်တော့မယူတော့အခက်တည်းနေဘောင်းတားရုပ်ရုပ်တည်နေပြောရတာနော်ဆိုတော့ဒါတွေအခုတော့မပ်ဘူးပြောတော့ပေါ်ပြီနော်ပြောခိုင်းလို့ရတယ်ဒါစဉ်းစားကြည့်ကြပြီးတော့ ဟမ်ပြောခိုင်းရတယ်နော်အေးအေးနိုင်ငံရေးခဏမှုအရှင်မှာရုပ်ခွဲပါလာနေတဲ့အချိန်မျိုးမှာကိုကိုကိုပြန်ဖြတ်ပြရလို့ဖြစ်စေချင်ဘူးအခုလိုမျိုးတုတ်ပြီးပြောနေကိုကြောင့်မျိုးနဲ့ကကိုမင်းမကြောက်ကိုကြောင့်မျိုးနဲ့ကလည်းတုတ်ပြောနေတယ်ဘူးလောက်လောက်ဆိုအန်တီဥမာမင်းတို့လားလူလူရဲ့အမြင်တွေဝေဝါပြောဟာဒီလိုရဲ့ဒီပေါ်ဆန်လေးရလားဆိုရင်အမြင်တွေကဝေဝါဘူးလူထုတွေကအမြင်ရှင်းရှင်းလင်းလင်းမြင်တာတိလားဝေဝါတာမဟုတ်ဘူးပထမတော့ဝေဝါနေတာတိလားနောက်ပိုင်းကြာလာလေးရှင်းရှင်းလင်းလင်းမြင်လာလေးရှင်းရှင်းလင်းလင်းပေါက်ပေါက်ပွင့်ပွင့်မြင်လာလေးတိလားလူထုကအမြင်ဝေဝါတာမဟုတ်ဘူး 不是，这个标签的是嘛？我们标签是这样的，他不是这样的，标签他不叫农民这了的，不叫农民这样的，你懂不？他这个怎么都弄，这么五七路，他看还好，这么五七路。帅哥，找你费帅哥经拿上来？找你们配的。能？他说，喏，这你是做新奇的，那么你嘛是担心嘛？骗的，是担心，喏，啊，对了，那个的不路高不给你讲路线的，给你讲电话的，好那你今天你三幺零零，那你你把他话的对不对？那么嘛是担心嘛？特别多，对，哎，不用，看他了。 မမကစက်တက်မရှိလို့မဖြစ်ဘူးစက်တက်ကအဲဒီချင်းချင်းဖြစ်တယ်ဆိုပြီးစက်တက်ကိုတော့အဲ့လိုထောက်ခံတာမမထောက်ခံတာမဟုတ်ဘူးနော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်အနည်းငယ်ပဲဒီလိုင်းကျမတို့လိုချစ်လို့ထောက်ခံတာမဟုတ်ဘူးဆိုတော့အဲ့ဒါဆိုမေးကြည့်မယ်ဘဘုတို့ကတက်မလို့ဖြစ်တာပေါ့နော်အခုလက်ရှိ2021ကနေ2025အထိပေဝါတဲ့စစ်သားစစ်သားဦးကြီးဘယ်လောက်ဖြစ်သွားပြီအဲ့ကြံနေတဲ့မိသားစုတွေနော်ဒုက္ခကရှင်ပြက်လက်ပြက်ဖြစ်သွားတဲ့စစ်သားတွေအဲ့ဒီနှစ်ခုအတွက်မဘုတို့ဘာတွေများကိုကြီးဆောက်ရှောက်ပေးခဲ့လဲတောင်းမရှိတဲ့မှာလက်ကလက်ပြက်ပြက်တိုက်နေတဲ့စစ်သားတွေအတွက်မဘုတို့ဘာတွေများကိုကြီးဆောက်ရှောက်ပေးခဲ့လဲဗစက်ကချစ်တာလို့လူတိုင်းချစ်လို့ရတာပေါ့အဲ့တော့သူတို့ချစ်တာဗစက်ကချစ်တာမဟုတ်ဘူးလား တော်ချစ်လို့ရတာပေါ့အာနောက်တော့ငါတို့ဖတ်ဖာညာဘာသာကချစ်တာလေဟမ်ကျွန်တော်ခွင့်ရအောင်မယ်ဘာမှကုညီပံမို့ဘူးအာတော့မပါဘဲနဲ့ဘာသာကချစ်ပြီးတော့အဲ့လိုလုပ်လို့ရတာဘာသာကချစ်တာဆိုရင်လက်တွေ့ကျဖို့လိုအပ်တယ်လေဟုတ်တယ်နော်ရှင်းရှင်းလေးဟုတ်တယ်မလားဒီဒီအကြီးကြီးနေတခြားဒီနိုင်ငံလူမျိုးစုံကိုအများလို့ထိတ်ဖို့ခေါင်းဖို့မရှိသေးပါရှိသေးပါရှိသေးပါအများကြီးပြောနေတာအဲဒီလာတိတိလားဖြစ်မှာပေါ့ဒီခါကျတော့ပါဒီ အဲဘာဘူးတို့နေဦးပြေချောချောလေးဒါပေမဲ့ကြုံမျိုးမျိုးမဆက်တဲ့ရောင်ဝယ်နေဦးလည်းပြောဦးမယ်ဒီကောင်ကလူတစ်ဖက်တောင်းယုတ်ရည်ယူပါယူပါကနဲ့လှိုက်ပြီးတော့ဒီပုပ်ကိုကြီးတိုက်ခိုက်မှုမှာအင်မတန်တော်တယ်နော်အဲကြုံမျိုးမျိုးသားကခုနကလည်းမှကြုံမျိုးလားခေးကြောင်နားထောင်တယ်ဘာတို့ကိုလဲလဲကူးမျိုးအုံနေကုံရက်ွက်အုပ်ချုပ်ရေးယုံကိုမြို့ပြအဖွဲတိုက်ခိုက်ရန်ကုန်မြို့လဲကူးမျိုးနယ်အုံနေကုံရက်ွက်အုပ်ချုပ်ရေးမှုယုံကိုပြင်းအားမြင့်ပိုင်းနှလုံးဖြင့်တိုက်ခိုက်ခဲ့ရာထိခိုက်မှုရှိကြောင်းရင်ကနာမီမြေယာအဖွဲတာဝန်ရှိသူကပြောသည် ယုံစဖွင့်ပြီးရောက်လာကြတာစွန်းတော့စွန်းစားလိုက်ရတဲ့ထိခိုက်မှုကအ ਨੇ ဆုံး၄ရောက်၅ရောက်လောက်ထိခိုက်နိုင်တယ်ဟုအထက်ပါစစ်စင်ရေးနှင့်ပတ်သက်၍ရင်းကပြောသည်အဆိုပါစစ်စင်ရေးကိုစက်တင်ဘာ25ရက်ည9နာရီခန့်တွင်ရင်ငနာမီရဲဘော်များကပေါ်ဆောင်ခဲ့ခြင်းဖြစ်ပြီးပောက်ကွဲမှုဖြစ်ပြီးချိန်၌လူနာတင်ကားများရောက်ရှိလာကြောင်းမြေပြင်မှတရင်ရရှိသည်ဟုရင်းကဆိုသည် အဆိုပါရက်ကွက်အုပ်ချုပ်ရေးမှုသည်လူမိုက်များနှင့်ပေါင်း၍စစ်ကောင်စီ၏ရွေးကောက်ပွဲကိစ္စများဆောင်ရွက်ခြင်းလူငယ်များကိုပေါ်လာဆွဲ၍စစ်မှုထမ်းလိုအပ်သည့်နေရာများကိုရောင်းစားကလူကုန်ကူးမှုလှုပ်ဆောင်နေသောကြောင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုရင်ကနာမေကထုတ်ပြန်ထားသည် ပထွေအားကိုနဲ့ပြည်သူကိုလူပါဝနေတာကြာပြီးဟူအထက်ပါတာဝန်ရှိသူကပြောသည်ပြည်သူများအနေဖြင့်စစ်ကောင်စီ၏ရွေးကောက်ပွဲကိုတတ်နိုင်သည့်ပတ်မှစန့်ကျင်ကြရန်ရင်းကတိုက်တွန်းသည့်ရွေးကောက်ပွဲအတွက်အတတ်တရောလှုပ်ဆောင်နေကြတဲ့ကောင်တွေစီရင်အသေးစိတ်ပြုစုထားတယ်။တစ်ချိန်မဟုတ်တစ်ချိန်လုံနေတဲ့ကောင်တွေစီကျွန်တော်တို့အရောက်လာမယ်ဆိုတာသတင်းပါခြင်းပါတယ်။အထက်ပါတာဝန်ရှိသူကပြောသည်ရန်ကုန်မြို့အဖွဲ့အနေဖြင့်ဩဂုတ်လအတွင်းကလည်း စစ်ကောင်စီ၏ရွေးကောက်ပွဲအတွက်လုပ်ပေးနေသောလှဲကူးမျိုးနယ်အောင်မင်္ဂလာရက်ကွက်အုပ်ချုပ်ရေးမှုယုံအင်းစိန်မျိုးနယ်မျိုးတစ်ကရက်ကွက်အုပ်ချုပ်ရေးမှုယုံနှင့်တကုံမျိုးတစ်တောင်ပိုင်းမျိုးနယ်လူဝင်မှုကြီးကြပ်ရေးယုံတို့ကိုတိုက်ခိုက်ခဲ့သည် ဒီရုပ်ရင်းနဲ့ပတ်သက်ပြီးတော့ပြည့်ပြည့်စုံစုံပြောနေတာဟမ်ကျွန်တော်ကအဲ့လိုမိမလောင်းမိမချက်အဖက်သားကိုအဲ့လိုကောင်းကန်းကြဆိုပြောလို့အကျန်းတော့တယ်သူကျွန်တော်ဆိုလူတယောက်ကိုကြည့်လိုက်တယ်ဦးနိုင်ငံရေးကကြည့်မယ်ဒီဒီတို့ကပြောစကားဘာလဲတော့သူရုပ်ဘာလို့ဘာနောက်ဆုံးငါကဘာလင်းထားလဲအပါအဲ့ဒါတော့အမှတ်တမဲ့နော်အဲကျွန်တော်ကအဲ့လိုမဟုတ်ဘူးကျွန်တော်ဆိုလူပြောဆိုဒီကောင်းရုပ်ပါတဲ့ဘလောက်ကောင်းတဲ့အဝတ်စားကောင်းကောင်းဖြစ်ဖြစ်ဝတ်ထားတာလူရုပ်မပေါ့ဘူးလေဟုတ်ကျွန်တော်တကယ်လို့ပြောရင်ကျွန်တော်ခံနိုင်ပါလိမ့်တယ်ဗျာအကောင်းကြတာကျွန်တော်လည်းချောတယ်လူကိုမပြောပါဘူးနော်ဒါပေမဲ့ပြောတဲ့လူကအဲ့ဒီကြော်မျိုးမျိုးရုပ်သူ့ရုပ်ကကျွန်တော်ကိုပြောတယ်ဆိုတော့အော်အေးအေးမအေးမလေးကျွန်တော်သူပြောဆိုလက်ခံပါလိမ့်တယ် တပါးတည်းတည်းမဲရဖို့တပါးတည်းတည်းရောက်ပဲနိုင်ဖို့တခြားပါနေလေးကိုခင်းနေနေတယ်လို့ယူရင်းစီကငါညနာနဲ့ကန်းလိုက်တာမျိုးလေအချိန်လုံးကိုကျွန်တော်မျိုးမျိုးဒီကမျိုးဆိုတော့အချိန်လုံးလေးချင်းကြည့်လာတာမဟုတ်ဘူးဗျဒီခါကျတော့ပါတီမဖြစ်ခင်တောင်းထုတ်ချက်ခိုင်းနေခွင့်ပြုရအတင်းဆိုရတာသူကလူများရှိတာအဲ့ဒီခါကျတော့ပါတီမဖြစ်ခင်ဒီခါကျတော့အတင်းရဲ့တက်တန်းကကျွန်မထက်တက်တန်းကြီးတယ်ကျမက1996မှာမွေးတာသူက1993လောက်ကအဲ့ခါမျိုးတင်းအဲ့ခါမျိုးအသေးဆုံးပြီးထောင်းတာသူ့နဲ့သူ့သူ့မှာလူအများရှိနေတာဟောအဲ့ဒါဆိုပေါ်ပြီပေါ့အသေးပိုင်းပစ္စည်းတွေကိုပါတီပိုင်းလောက်ခဲ့တာဒါပေါ်ပြီပေါ့အဲ့ဒါဆိုဟမ်အဲ့ဒါဆိုစတဲ့တီထောင်တဲ့ကလေးတစ်ချက်လောက်ခဲ့တဲ့ပါတီပေါ့ ဟုတ်တယ်နော်နိုင်ငံတစ်ခုမှာပါတီတစ်ခုကနိုင်ငံပိုင်ပစ္စည်းကိုပါတီပိုင်လုပ်နေမရှိဘူးအဲ့တော့အတင်းဖြစ်တဲ့အတွက်အတင်းမှာပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာရုံးကနောက်ဆုံးဘောတင်ကချောင်းကစဒါဟာနိုင်ငံပိုင်ဟုတ်တယ်နော်နိုင်ငံဝိုင်းယူထားတာလေပြည်သူတွေကပြည်သူပိုင်ပစ္စည်းတွေအဲ့ဒီပြည်သူပိုင်ပစ္စည်းကိုချက်နိုင်ဖွံ့ဖြိုးရေးပါတီလုပ်ပြလိုက်တဲ့အတွက်အတင်းပိုင်ပစ္စည်းကိုပါတီပိုင်လုပ်ပြီးတော့မောင်းပိုင်စီးလိုက်တာပေါ့အဲ့တော့စတင်တီထောင်တဲ့ကနော်ဥပဒေတန်ပြောက်တာနာမလို့ပဲနဲ့ကလိန်ကချင်းလောက်ပြီးပေါ်ပေါက်လာတဲ့ပါတီဆိုတော့ဒါမှတ်ဖို့ကရှင်းပြသွားတာပဲနော်ဒီကတော့ပါကြီးကရွေးချယ်တက်မှတ်ချက်တွေနဲ့ပြိမိနေတာရှင်မွေးလို့နေချင်းကြတာမဟုတ်ဘူးဗျာဒါကဘယ်လိုမျိုးလဲမလို့ပြီး ့တို့ကဒီအချိန်မှာကျွန်တော်တို့ကဘယ်ဟာမျိုးကိုမချောက်ဘူးဆိုရင်တော့ပါပဲအင်မတန်အញ្ញံကရောယူဝေးဖန်ပုတ်ခတ်နေလို့မလို့ဘာလို့လဲဆိုတော့ဒီအချိန်မှာကျွန်တော်ရွေးကောက်ပေါ်မှာဖြစ်နေတယ်ကျင်းပါနိုင်ဘူးอ่ะဒီကဒီရွေးကောက်ပေါ်မှာဘယ်သူနိုင်ပြီဘယ်သူအာဏာရောက်မှာဆိုတာဒီကမဟုတ်ဘူးဒီကတော့ဟုတ်တယ်အဓိကမဟုတ်ဘူးလေဘလူးမဲနဲ့ဘလူးမဲမနဲ့ဖြစ်တယ်မင်းအောင်လိုက်မင်းအောင်လိုက်မှာအာဏာရှိလို့ရှိနေရတယ်မယုံကြည်လိုက်ဘုရားကဘယ်မှာချိန်နေမှာတော့မအောင်ရအောင်အောင်လို့မရဘူးဒီကောက်ပဲအောင်မြင်သွားဖို့ကအဓိကဖြစ်တယ်ဟုတ်ကဲ့ ကျွန်တော်တို့တောင်းပန်ရေးခင်ဗျားရေကျွန်တော်တို့ကျွန်တော်တွေလည်းတောင်းပန်ဆောင်ရွက်ခဲ့ရပြီလို့မြင်တယ်ကျွန်တော်တို့တောင်းပန်ဆောင်ရွက်ခဲ့ရတယ်ဒီလိုရအောင်ဘာမှမဆိုဘူးတရားရှင်တရားရှင်ရွေးချယ်ဘာမှမဆိုရတဲ့အကြောင်းသားကဘာသာဆိုအမှတ်ပြရလေအမှတ်600ရလို့ဘာမှဆိုရတာမဟုတ်ဘူးဘာမှဆိုရတာအမှတ်ပြရတာမဟုတ်ဘူးအမှတ်600ပြည့်တဲ့ဆောင်ခွဲမှာ तू အမှတ်900ရရဲအားလုံးထဲမှာအများဆုံးဖြစ်နေလို့သူ့ကိုဘာမှဆိုပြလိုက်တာအမှန်တရားတမန်ရာတပါးလုံး၄၀လုံးရပဲအောင်။ဟုတ်ကဲ့တပါးလုံး၄၀တပါးလုံးနဲ့ပဲ။အမှန်လုံးနဲ့အောင်။တပါးတော်တပတ်ပဲပုံများရည်ဆိုရင်တော့အကုန်လုံးလေးမှာအတူတူထင်နေပထမဆုံးပြရမှာပဲ။ဟုတ်အခုရောက်ပဲမဲသေးရွေးချင်တာရဲ့နေရာမှာဒီလိုနဲ့ဒီခိုင်တုံးကိုပြလိုက်တယ်ဆိုတော့ဒီခိုင်တုံးက အလုံးစုံကြီးရှာမုန်းဒီပါဖက်ဖြစ်နေလို့မဟုတ်ဘူးပြည့်စုံနေလို့မဟုတ်ဘူးအကုန်လုံးလဲမှာအကုန်လုံးလဲမှာအတင့်တော်လုံးလဲအကောင်းတော်တော့အတော်ဆုံးဖြစ်နေလို့သူ့ကိုရေးချိန်တာမှာဟုတ်ပါရှင့်ဒီကမမအုပ်မှာငကုတ်ဖို့ဆိုတဲ့စကားလို့အနုတော်မှာလူကြောတဲ့နော်အဲအဲ့ဒီစကပုံလေးတွေအတိုင်းပဲပေါ့ဟုတ်တယ်မလားဘာလို့လက်ရှိမင်းနိုင်အာနာတိတ်ပြီးတော့လုံနေအတူရောင်ရွက်ကောက်ပွဲမှာဝင်ရောက်ချန်ပီယံကြီးဆိုတဲ့ကပြည်သူကိုကိုစားပြူလာမပြူဘူးလားဆိုတာထမင်းစားတဲ့လူတိုင်းတိတယ်အဲ့တော့အဲ့ဒီထဲမှာမှတနိုင်ငံလုံးတိုင်းတာနဲ့အင်အားအကြီးပြိုင်ဆိုင်တဲ့ဆက်ဖို့ပါတီကသူပြောသလိုပဲ၄၀တမှတ်နဲ့ပထမရအောင်ယူမှာအဲ့လိုအလိုကုံလုံးထွက်လို့မဟုတ်ဘူးနော် တော့သူ့ကိုရွေးချယ်လာတယ်သူကရအောင်ဒီကောင်းကင်လည်းမဆိုးလို့ဘူးနော်အားလုံးလေးမှာအကောင်းဆုံးအားလုံးလေးမှာတော်တော်ဖြစ်နေတယ်ဘလို့ရတော့လည်းဘလို့ရကောင်းပါလေဆိုတော့သူကအခုရွေးစီကြားချင်းချက်တဲ့စီးပန်းချက်တွေတက်မချက်တွေနဲ့ကိုက်နေတယ်။ကိုက်နေအောင်လေနှစ်ပေါင်းများစွာတွေကနှစ်ပေါင်းသုံးဆယ်ကျော်ဆိုရက်တည်လာခဲ့တာ။အခုမှအရှင်ကြီးကိုမိခင်ကြည့်အောင်မဟုတ်ဘူးလား။ဒီချက်ကဘုကြောင့်မျိုးနဲ့နေကတိပါလိမ့်မယ်။ဘုကြောင့်လေတိတိတိနဲ့တမင်သက်သက်ကြီးတမင်သက်သက်ကြီးဘုကတက်ခဏလို့မဖြစ်စေချင်။သူ့ငါပြောမယ်ငါ့ကိုသူပြောမယ်ဆိုရင်အပြားနဲ့စကားစစ်ထုံးတာရအီးကောင်းမှာမဟုတ်ဘူး။အဲ့ဒီလိုမျိုးမပြီးဆုံးလို့ရှိရင်ဒါကလည်းမရှိနိုင်တဲ့ကွာဝေဝါးသွားကြတယ်ဆိုတော့ဒီလိုမျိုးကျွန်တော်တို့မဖြစ်စေချင်ပါဘူးနော်တစ်ခါကဒီလိုမျိုးကလည်းလူကြီးလည်းလူကြီးတို့ကတော့စံပေါ်တော့တယ်လို့ လေးတွေကတော့ကျွန်တော်ရဲ့အနေနဲ့ကလည်းမီးရကဲဒါကတော့မကုတုရဲ့အကောင့်မှာတင်ထားတဲ့ဗီဒီယိုဖိုင်လေးတွေ့တာဖြစ်ပါတယ်အဲ့တော့အားလုံးလည်းပြီးပါပါအဓိကအစိုးရကတော့ဘူးလက်နဲ့ကျော်မျိုးမင်းနဲ့ဖြစ်နေတဲ့ကိစ္စပေါ့နော်ကျော်မျိုးမင်းပြောခဲ့တာလည်းမမှားဘူးဘူးလက်ပြောတာပြန်ပြောတာလည်းမှန်တယ်အဲ့တော့အကောင့်လုံးကမတားနဲ့တတ်ဖို့ပါတိတယ်အတူတူပဲအဲ့ဒီဂျာထဲမှာ ပုတ္တမလေးကဝင်ပြီးတော့ရေလောင်းပေးတာပေါ့နော်ဘလို့ဖြစ်ဖြစ်သူတို့ပြောသလိုဒီလမ်းကရွေးကောက်ပွဲဟာဟမ်ဘဒုပဲအာနာရရအာနာသူတို့ရှိမှရှိမှာပဲလေအတူတူပဲဟာကြီးကိုဟမ်ရွေးကောက်ပွဲဆိုတဲ့ဒီမိုကရေစီတိုင်းပြည်တို့မှာရွေးကောက်ပွဲကျင်းပတယ်ဆိုတာကပြည်သူတွေရဲ့ကိုယ်စားပြုနိုင်တဲ့သူကိုရွေးချယ်ပြီးပြည်သူတွေကိုယ်စားဥပဒေပြုရေးတွေလုပ်ဖို့အတွက်လွှတ်တော်တွေကိုထည့်တာပွဲနော်အဲ့တော့လက်ရှိတန်ဖို့ပါတီအပါအဝင်လက်ရှိစစ်ကောင်စီရဲ့ပြုလုပ်တဲ့ရွေးကောက်ပွဲကိုလက်ခံတဲ့ပြည်သူဥပဒေရရှိတာအဲ့ဒါပဲ ဲ့တော့ဒီသူတို့လည်းရွေးကောက်ပွဲတည်တကယ်ဒီပေါ်တစီဒီရွေးကောက်ပွဲဖြစ်တာလားမင်းအောင်နိုင်ရဲ့ဖာချင်းဖာချင်းဖာကြတဲ့ပွဲလားဆိုတော့ကလေးရစာကိုယ်စုံအားလုံးသိပါတယ်အဲ့ဒီဖာချင်းဖာချင်းဖာကြတဲ့ပွဲမှာဖာချင်းဖာချင်းပတ်သက်ဖာတယ်လို့လူမျိုးတွေအကုန်စုပြီးတော့ဖာပွဲကြီးကျင်းပမယ်ဖာရွေးကောက်ပွဲကြီးပဲဖြစ်ပါတယ်နော်